မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘီရက်နေရဲ့အသေးသေးကကင်းဝေးပြီးကိုစိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့မေလ22ရက်ကြာသပတေးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ခံစားခဲ့ရသူတွေကိုနှစ်သိမ့်အားပေးတာနဲ့ထောက်ပံ့တာတွေပြုလုပ်ပေးခဲ့တဲ့သတင်း။ ဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီနဲ့မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့မြမအရေးအထူးအစည်းအဝေးနှစ်ခုအာဆီယံကျင်းပမယ်ဆိုတဲ့တဲ့ပြည်ပောင်းတယ်မြို့နယ်ကအကျန်းဖက်စစ်ကောင်စီအထိုင်စခန်းတချို့ကိုတော်လိုင်းရေးတပ်တွေသိမ်းပိုက်ရရှိခဲ့တဲ့တဲ့ရွှေကူမြို့နယ်အတွင်းပြတ်ကျသွားတဲ့အကျန်းဖက်စစ်တပ်ရဲ့ရဟရင်ကနေအကျန်းဖက်စစ်သားအလောင်း16လောင်းနဲ့အတူမိလောင်ပြက်စီးနေတဲ့လက်နက်တွေရှာဖွေတွေ့ရှိခဲ့တဲ့တဲ့ အကြံဖတ်စစ်တပ်ရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှာဘာသာရက်နှစ်ခုတင်ကြားနေတဲ့အငိမ့်စားဘိုးချုပ်ချိုထွန်းအောင်ကိုတုတ်တင်ရှင်းလင်းလိုက်တဲ့တဲ့တင်အစရှိရဲ့မြန်မာနိုင်ငံတွင်းကသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တင်ကတော့အကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ခံစားခဲ့ရသူတွေကို နှစ်သိမ့်အားပေးတာနဲ့ထောက်ပံ့တာတွေပြုလုပ်ပေးခဲ့တဲ့တဲ့တင်ပဲဖြစ်ပါတယ်ရှင်စကိုင်းတိုင်းတပည့်ရင်မြို့နယ် ိုးထိတ်တင်ကြီးရစတင်ကြောင်းကိုအကျန်းဖက်စစ်တပ်ရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ခံစားခဲ့ရသူတွေကိုနှစ်သိမ့်အားပေးတာနဲ့ထောက်ပံ့တာတွေပြုလုပ်ပေးခဲ့တယ်လို့မြို့သားညီညွတ်ရေးအစိုးရကမနေ့ကထုတ်ပြန်လိုက်ပါတယ်။အိုးထိတ်တင်ရဖြစ်စဉ်အတွက်တရားမျှတမှုပြန်လည်ရရှိစေရေးအလို့ငါမှတ်တမ်းထောက်ထားတွေရယူစုစည်းတာကိုဆောင်ရွက်နေတယ်လို့တစ်ဖက်မှာလည်းကျူးလွန်ခံခဲ့ရတဲ့ မိသားစုတွေနဲ့အရွယ်မြောက်သေးတဲ့ကလေးငယ်တွေကိုနှစ်သိမ့်ဆွေးနွေးတာစိတ်ခွန်အားပေးတာတွေကိုတပည့်ရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတွေနဲ့ပူးပေါင်းလှုပ်ဆောင်ပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါနှစ်သိမ့်ဆွေးနွေးပွဲကိုလူသားချင်းစာနာထောက်ထားရေးနဲ့ဗီယက်နီယံဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူတွေကလေးစိတ်ပညာဆိုင်ရာကျွမ်းကျင်ဆရာဝန်တွေပညာရှင်တွေပါဝင်တက်ရောက်ခဲ့ကြပြီးထိခိုက်ခံစားရတဲ့မိသားစုဝင်တွေ ကလေးတငယ်တွေနဲ့ဆရာဆရာမတွေနှစ်သိမ့်ဆွေးနွေးတာစိတ်ခွန်အားပေးတာစိတ်ဖြည့်ဆည်းမှုတွေနဲ့ထိတ်လန့်ကြောက်ရွံ့မှုတွေရောပါးစေဖို့ပြုလုပ်ရမယ့်နည်းလမ်းတွေကိုမျှဝေပေးတာတွေဆောင်ရွက်ခဲ့ကြပါတယ်။ဒါအပြင် လေကြောင်းပုံးကျဲတိုက်ခိုက်မှုကြောင့်တေဆုံးတန်ရာရသူတွေအတွက်လူသားစာနာဝန်ကြီးဌာနကထောက်ပံ့ငွေကျပ်105သိန်းညနယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့စေတနာရှင်တွေကလှူဒန်းငွေကျပ်သိန်း130စုစုပေါင်းငွေကျပ် 235သိန်းကိုထိခိုက်ခံစားရတဲ့မိသားစုဝင်တွေကိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကကိုယ်တိုင်ကိုယ်ကျထောက်ပံ့ပေးခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကမေလ12ရက်မှာပိုတိန်တင်းရွာစာတင်ကျောင်းကိုလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ဆီယမ2ဦးနဲ့ចောင်းသားចောင်းသူ22ဦးသေဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိတဲ့ចောင်းသားចောင်းသူနဲ့ဆီယဆီယမစုစုပေါင်း105ဦးခန့်ရှိရပါတယ်။ မိခဲ့သို့သောစစ်မှတ်ဖြစ်ပွားစေကမူစာတင်ကြောင်းတွေနဲ့ကလေးတငယ်တွေကအကြမ်းဖက်တိုက်ခိုက်ရန်ပြစ်မှတ်အလင်းမဟုတ်တော့လဲစင်ကြင်ညာကင်းမဲ့တဲ့အကြမ်းဖက်စစ်တပ်နဲ့၎င်းရဲ့လက်ပါစီတွေကြောင့်အပြစ်မဲ့ကလေးငယ်တွေနဲ့ရွာသူရွာသားတွေမှာအတိုင်းဆမဲ့ထိခိုက်ခံစားကြရတယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ဆလာတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးပြုလုပ်ခဲ့တဲ့တွင်ပဲဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရဂျားကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မကွေးတိုင်းကပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွဲဆောင်ဆွေးနွေးပွဲအစည်းအဝေး30မြင်းဆောင်2025ကိုမေလ22ရက်မိုးလတနာရီမှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးကိုဂျားကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်ရင်မှုအဖွဲ့ဝင်ပြည်အောင်စုဝင်ကြီးချုပ်ယုံအမြဲတမ်းအတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ အိနောက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကအုပ်ချုပ်ရေးဆိုင်ရာပေါင်းဆက်လုပ်ငန်းများနဲ့ပတ်သက်တဲ့သိရှိလိုရာများကိုဆွေးနွေးခဲ့ကြရာဝင်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူတွေကပြန်လည်ဖြေကြားခဲ့ပါတယ်။အဆိုပါတွဲဆောင်ပွဲကိုအမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဖက်အတွင်းဝင်များဌာနဆိုင်ရာတွေကတာဝန်ရှိသူတွေနဲ့မကွေးတိုင်းကမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြတယ်လို့ပြည်ထောင်စုနဲ့လူဝင်မှုကြီးကြပ်ရေးဝင်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့မြမအရေးအထူးအစည်းအဝေးနှစ်ခု ASEAN ကျင်းပမယ်ဆိုတဲ့တွင်ပဲဖြစ်ပါတယ်ရှင်။မြမအရေးကိုဖြည့်ရှင်းဖို့အတွက် ASEAN ထိပ်သီးအစည်းအဝေးမတိုင်ခင်မှာအထူးအစည်းအဝေးနှစ်ရပ်ကိုကျင်းပဖို့ရှိနေရလို့ ASEAN အထွေထွေတွင်ရမှုချုပ်ကပြောကြားတယ်လို့ Writer တွင်တရက်မှာဖော်ပြထားပါတယ်။ဒါကမြမနိုင်ငံအတွက်တည်တံ့ဆွေးနွေးပွဲဖြစ်ပါတယ်။တခြားကိစ္စတွေမပါဝင်ပါဘူးလို့ ASEAN အထွေထွေတွင်ရမှုချုပ်ကောက်ခင်ကွန်ကပြောပါတယ်။ ဒါပေမဲ့ဘလို့ကိစ္စရက်တွေကိုဆွေးနွေးမယ်ဆိုတာနဲ့အဆိုပြုချက်အစ်စ်တွေရှိမလားဆိုတာကိုတော့ကောက်ခင်ဟွန်းကသတ်မှတ်ချက်ပေးတာမရှိပါဘူးပထမအစည်းအဝေးမှာလက်ရှိရခိုင်နဲ့လာမယ့်အာဆီယံဥက္ကဋ္ဌနိုင်ငံတွေဖြစ်လာတဲ့မလေးရှား၊လာအိုနဲ့ဖိလစ်ပိုင်တို့ပါဝင်မှာဖြစ်ပြီးဒုတိယအစည်းအဝေးမှာတော့အာဆီယံနိုင်ငံသားရေးဝင်ကြီးတွေပါဝင်မယ်လို့သူကပြောပါတယ်။ဒီပြဿနာကိုအမြန်ဖြေရှင်းနိုင်မယ်လို့ထင်ရင်ဒါကအထင်ကြီးတာပါပဲ။ကျွန်တော်တို့ကတော့အဆက်ပြီးညှိနှိုင်းသွားဖို့ပါပဲ။ဒီကိစ္စကအချိန်ယူရပါမယ်။ ဒါပေမဲ့သိတဲ့အတိုင်းအားလုံးကစိတ်ရှည်တော့တာမဟုတ်ဘူးလို့သူကအမှတ်ချက်ပြုပါတယ်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ကီပောင်းတယ်မြို့နယ်ကအကြံဖက်စစ်ကောင်စီအထိုင်စခန်းတချို့ကိုတော်လိုင်းတက်တွေတင်ပတ်ရရှိခဲ့တဲ့တဲ့ငါပဲဖြစ်ပါတယ်ရှင်။ပဲခူးတိုင်းပြည်ခရိုင်ပောင်းတယ်မြို့နယ်ကအကြံဖက်စစ်ကောင်စီရဲ့အထိုင်စခန်းတချို့ကိုသိမ်းပိုက်ရရှိခဲ့လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသစစ်သည်တာကွယ်နှင့်ပဲခူးတိုင်းစစ်ဌာန UR21 ပြည်ခရိုင် 363နဲ့တရင်ကတိုက်ပွဲသတင်းထုတ်ပြန်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တပ်ဖွဲ့တွေရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့်ပေါင်းတယ်မျိုးနဲ့အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းတချို့ကတပ်သားတွေစခန်းဆုံးခွာထွက်ပြေးသွားတဲ့အတွက်အခုလိုစခန်းကိုသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။ပြည်ခရိုင်ပေါင်းတယ်မျိုးနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တိန်ကုန်းတာဝါတိုင်အထိုင်စခန်းကိုမေလ18ရက်ကအင်အားဖြည့်တင်ရန်ထွက်ခွာလာတဲ့အင်အား80ခန့်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်တရင်တရင်363ညာနှင့်နဲ့တရင်363တက်ပြည်ခရိုင်ပကဖအဖွဲ့ကဂျားဖြတ်တိုက်ခိုက်ခဲ့တာပါတိုက်ခိုက်ရာအကြဖက်စစ်ကောင်စီဘက်မှ3ဦးတေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တင်ကုန်းတာဝါတိုင်းအထိုင်စခန်းကိုထွက်ပြေးဝင်ရောက်သွားလို့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေကထပ်မံပိတ်ဆို့တိုက်ခိုက်ရာမေလ16ရက်နေ့ညပိုင်းမှာတော့တာဝါတိုင်းအထိုင်စခန်းရှိအကြဖက်စစ်ကောင်စီတပ်သားတွေအားလုံးစခန်းဆွန့်ခွာထွက်ပြေးသွားခဲ့တာဖြစ်ပါတယ် မေလ16ရက်နေ့မှာတော့ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတပ်ဖွဲ့တွေကအကြမ်းဖက်ဆက်ကောင်စီအထိုင်စခန်းကိုအပြစ်သက်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိန်ကုန်းတာဝါတိုင်းစခန်းကအကြမ်းဖက်ဆက်ကောင်စီတပ်သားတွေကပြည်သူတွေကိုပေါ်တာဆွဲတာအနီးအနားရှိကြေးရွာတွေကိုမီးရှို့ဖျက်ဆီးတာအပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်တာတွေပြုလုပ်ခဲ့တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့မကြာခဏဆိုသလိုတိုက်ပွဲတွေဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်စီကစကန်းဆွန့်ခွာထွက်ပြေးသွားတဲ့စစ်ကြောင်းတွေကို ပြည်မြို့ကတဆင့်မနေ့ကမနက်ရခိုင်ရိုးမှရှစ်တန်းနေရာနဲ့မကွေးတိုင်းမှာရှိတဲ့တော်လိုင်းနှင်မြေတွေကိုပို့ဆောင်နေတယ်လို့စကန်းဆုံးခွာထွက်ပြေးသွားတဲ့အတွက်အဲ့ဒီဒေတာကပြည်သူတွေလေချောင်းအန္တရာယ်ကိုအထူးဂရုပြုကြဖို့အသိပေးတိုက်တွန်းထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ရွှေကူမြို့နယ်အတွင်းပြတ်ကျသွားတဲ့အကြံဖက်စစ်တပ်ရဲ့ရဟတ်ရင်ကနေ အကြမ်းဖက်စစ်သားအလောင်း၁၆လောင်းနဲ့အတူမိလောင်ပျက်စီးနေတဲ့လက်နက်တွေရှာဖွေ တွေ့ရှိခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ရွှေကူမြို့နယ်မြို့လာမြို့နယ်ခွဲစီငန်းရွာအနောက်ဘက်ကိုပြက်ကျသွားတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရဟတ်ရင်ကနေအကြမ်းဖက်စစ်သားအလောင်း၁၆လောင်းနဲ့အတူမိလောင်ပျက်စီးနေတဲ့လက်နက်တွေရှာဖွေတွေ့ရှိခဲ့လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါရဲ။မနေ့ကမေလ20ရက်မှာ အကြမ်းဖက်စစ်တပ်ရဲ့စကခ21ကိုစစ်ကူလာတဲ့ရဟတ်ရင်၃စီးကို KIA ပူးပေါင်းတပ်တွေကပြစ်ချခဲ့ရာနှက်စည်းကိုထိမှန်ခဲ့ပြီးရွှေကူမြို့နယ်အတွင်းအေးပေါ်ဆင်းသွားခဲ့တဲ့ဆိုတဲ့ရဲရင်ကိုဒီကနေ့မှအလောင်းတွေနဲ့အတူတွေ့ရှိခဲ့ရလို့ဆိုပါရယ်အကြမ်းဖက်စစ်သားအလောင်းတွေကမီးလောင်ကျွမ်းနေတယ်လို့လက်နက်တွေလည်းမီးလောင်ကျွမ်းနေတာကိုတွေ့ရှိရပါတယ်စီရီတရင်မြစ်ကတော့အကျန်းဖက်စစ်သားအလောင်း16လောင်းနဲ့မီးလောင်နဲ့လက်နက်14လက်ကိုရရှိခဲ့လို့ပြောပါရရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အကျန်းဖက်စစ်တပ်ရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှာဘာသာရပ်နှစ်ခုတင်ကြားနေတဲ့အငိမ့်စားဗိုလ်ချုပ်ချိုထွန်းအောင်ကိုတုတ်တင်ရှင်းလင်းလိုက်တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။အကျန်းဖက်စစ်တပ်ရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှာဘာသာရပ်နှစ်ခုတင်ကြားပေးနေတဲ့အငိမ့်စားဗိုလ်ချုပ်ချိုထွန်းအောင်ကိုဒီကနေ့မနက်ပိုင်းမှာတုတ်တင်ရှင်းလင်းလိုက်တယ်လို့ Goran Ville Warrior အဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။ အကြံဖတ်လက်ပါစီအငိမ့်စားပို့ချုပ်ချိုထွန်းအောင်ကိုရန်ကုန်မြို့မရန်ကုန်မြို့နယ်အေဝမ်းလမ်းပေါ်မှာတုတ်တင်ရှင်းလင်းလိုက်တာပါအကြံဖတ်စစ်တပ်ရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC ဟာအကြံဖတ်ပုံမူကြီးမှတဆင့်စတင်တက်ရောက်ရတဲ့အရေးပါတဲ့အစ်စ်မြင့်စစ်တင်နှန်းကြောင်းတစ်ခုဖြစ်ပါတယ် Golden Valley Warrior အဖွဲ့အနေနဲ့ကာလအတော်ကြာအချက်လက်စုဆောင်စုံစမ်းထောက်လှမ်းအတည်ပြုနိုင်ခဲ့တာလို့ဆိုပါတယ်အကြံဖတ်စစ်တပ်ရဲ့ပုံမူချုပ်တွေ ဗိုလ်ချုပ်တွေကယာရုအဖြစ်အငိမ့်စားယူခဲ့ပေမဲ့လက်ရှိအချမ်းဘတ်စစ်တပ်ရဲ့နေ့စဉ်လူမဆန်မှုများစွာအတွက်စစ်ဘက်ဆိုင်ရာတင် जा ပို့ချနေသူများဖြစ်တဲ့အတွက်စီရေးပြစ်မှတ်အဖြစ်သတ်မှတ်ရတာဖြစ်တယ်လို့ Goran Valley Warrior အဖွဲ့ကပြောပါတယ်။အချမ်းဘတ်စစ်ကောင်ဆောင်မင်းအောင်လိုင်ကအားကိုးရတဲ့စစ်ဗိုလ်ချုပ်တွေရဲ့အကြံဉာဏ်ကိုရယူပြီးပြည်သူစစ်မဟာဗျူဟာကိုစစ်မှုတန်းဟောင်းအဖွဲ့အင်အားနဲ့လှုပ်ဆောင်နေရဖြစ်ပြီးအဲ့ဒီအဖွဲ့ရဲ့တိုင်းအဆင့်ခေါင်းဆောင်တွေမှာတုတ်တင်ရှင်းလင်းခံရတဲ့ ဘိုးချုပ်ချုပ်ထွန်းအောင်လည်းအပါအဝင် ဖြစ်ပါတယ်။ Golden Valley Warrior အဖွဲ့အနေနဲ့အကြံဖတ်စစ်တပ်ရဲ့အကြီးစားထောက်တိုင်တွေကိုစဉ်ဆက်မပြတ်တရင်ထောက်လန်းနေရလို့လည်းအသိပေးထားပါတယ်။အကြံဖတ်စစ်တပ်ရဲ့လေတက်မှုတွေနဲ့အချက်လက်တွေကိုတရင်ရယူစုဆောင်းနေရဆိုတာနဲ့တရင်အချက်လက်တွေရန်ကုန်မြို့ပြပျောက်ကြားတွေထံပေးပို့လို့ရတယ်လို့ Golden Valley Warrior အဖွဲ့ကပြောပါတယ်။တုတ်တင်ရှင်းလင်းခံရတဲ့ ဖို့ချုပ်ချိုထွန်းအောင်က2023ခုနှစ်ဇန်နဝါရီလ1ရက်မှာအကြံဖက်စစ်ကောင်းလောင်းမင်းအောင်လိုင်းကဝနကြော်တင်ဘွဲ့တစိမ့်နဲ့ရွှေချိန်၅ချက်သားကိုဂုံပြုတ်ချီးမြှင့်ထားတာလည်းဖြစ်ပါတယ်။၎င်းကကမ္ဘောဒီးယားနိုင်ငံတန်မတ်ဖြစ်ဆောင်ရွက်ခဲ့ပြီးမြန်မာပြည်ပြန်ရောက်ချိန်မှာစတင်ကအကြံဖက်စစ်တပ်ရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC မှာအကြံဖက်စစ်တပ်အရာရှိတွေကိုဇက်တိုက်တင် जा ပို့ချနေသူလည်းဖြစ်ပါတယ်။ အခုတင်ဆက်ခဲ့တာတွေကတော့မြန်မာနိုင်ငံတွင်းကသတင်းတွေပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့တွဲကနေကင်းဝေးနိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။